မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်ဒွတ်မြို့နယ်ကရွှေရင်အေးချေးရွာကိုအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံရိုဟင်ဂျာမွတ်စလင်လက်နက်ကိုင်တချို့ကမိရှုဖျက်ဆီးခဲ့ပြီးဒါဟာလူမျိုးစုနှစ်ခုပဋိပက္ခဖြစ်အောင်စစ်တပ်ကတမင်တကာဖန်တီးနေတာဖြစ်တယ်လို့ဆိုပါတယ် ဖောင်ပြေမြို့နယ်ကပကံတောင်အကျန်းဖတ်စစ်တပ်စခန်းကိုတော်လန်ရေးတပ်တွေကထုတ်ဆစ်စင်တိုက်ခိုက်မှုအတွင်းစေကောင်စီဘက်ကစက်တဦးသေကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရရှိခဲ့ပြီး PDF ရဲဘော်တဦးနဲ့မြင့်မြတ်စွာအသက်ပေးလူသွားရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကရွှေရည်အေးဂျေးရွာကိုမေလ9ရက်နေ့ကအကြမ်းဖက်စစ်တပ်လက်အောက်ခံရိုဟင်ဂျာမွတ်စလင်လက်နက်ကိုင်တချို့ကမိရှို့ဖျက်ဆီးခဲ့ပြီး ဒါဟာလူမျိုးစုနှစ်ခုပဋိပက္ခဖြစ်အောင်စစ်တပ်ကတမင်တကာဖန်တီးနေတာဖြစ်တယ်လို့အမျိုးသားညီညွတ်အစိုးရအန်ယူဂျီလူအခွင့်ရေးဒုဝန်ကြီးဥအောင်ကျော်မုတ်ကတတိပေးပြောဆိုလိုက်ပါတယ်။မောင်တော်မြို့နယ်ကရွှေရင်အေးခြေရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်လက်အောက်ခံရိုဟင်ဂျာမွတ်စလင်လက်နက်ကင်တချို့ကမိရှို့ဖျက်ဆီးနေတဲ့ဗီဒီယိုဖိုင်ဟာမေလ7ရက်နေ့မှာပဲထွက်ပေါ်လာခဲ့တယ်ဆိုပါတယ်။လက်ရှိမောင်တော်မြို့နယ်ကညောင်ချောင်းမွတ်စလင်ခြေရွာမှာလေစစ်ကောင်စီကတက်ဆွဲထားပြီးတော့ မွ슬င်တွေကိုစစ်တနန်းဘေးပြီးလက်နက်တက်စင်ပေးထားတဲ့အပြင်အဲ့ဒီစစ်တနန်းစင်မွ슬င်လက်နက်ကင်တွေနဲ့စစ်ကောင်စီရဲ့နခခငါးကတက်သားတွေပူပေါင်းပြီးတော့ရွှေရင်အိတ်ဂျေးရွာကိုမိရှုဖျက်ဆီးလိုက်တယ်ဆိုပါတယ်ဒါဟာစစ်ကောင်စီကလူမျိုးစုနှစ်ခုအကြပဋိပက္ခတွေအမုန်းတရားတွေဖြစ်ပွားအောင်တမင်တကာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာဖြစ်ပြီးအဲ့ဒီလိုစစ်ကောင်စီနဲ့အတူပူပေါင်းပြီးလက်နက်ကင်ဖျက်ဆီးနေတဲ့ရိုဟင်ဂျာတွေကိုလည်းပြင်းပြင်းထန်ထန်ရှုံချတယ်လို့ စစ်ကောင်စီရဲ့လက်ကွက်တွေဒက်ကိုပြည်သူတွေမဝင်မိစေဖို့တတိပေးလိုပြီးမကြခင်မှာအကြမ်းဖက်စစ်ကောင်စီဟာသူတို့အပိတိုင်လက်လွတ်ရတော့မယ်ရခိုင်ပြည်ကိုလူမျိုးရေးပဋိပက္ခတွေဖန်တီးပြီးထားခဲ့မယ်အခြေအနေမျိုးကိုလည်းရည်ရွယ်လှုပ်ဆောင်နေတာဖြစ်တယ်လို့အယုံကြည်လူခွင့်ရေးဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကတတိပေးပြောဆိုထားပါတယ်ခင်ဗျတဆက်ထဲမှာပဲမြန်မာနိုင်ငံကသူတို့ဂတိပေးထားတဲ့အတိုင်း9နှစ်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူမယ်ပြောထားပေမယ့် ပြန်လည်ခေါ်ယူမှုမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာဆန်မမုတ်ကမေလ၁၂ရက်နေ့ကပဲစောဒဂါတက်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာကာလကြာရှည်ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့်ရိုဟင်ဂျာတွေကိုနေရပြန်ပို့ဖို့နှောင့်နှေးနေရတယ်လို့မြန်မာနိုင်ငံမှာကနှစ်ပေါင်း80 80အထိမတည်ငြိမ်မှုတွေကရှိနေတဲ့အတွက်ရိုဟင်ဂျာတွေနေရပြန်ပို့ရေးဟာမတည်ငြိမ်မှုကြောင့်ဆိုပြီးအကြောင်းပြချက်ပေးတာမျိုးကိုတော့လက်မခံနိုင်ဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာဆန်မမုတ်ကပြောလိုက်ပါတယ် ရိုဟင်ဂျာတွေဘင်္ဂလားဒေ့ရှ်မှာရေရှည်တရှိနေမှုဟာပြဿနာများစွာဖြစ်နေပြီးရိုဟင်ဂျာတွေကတရားဥပဒေစိုးမိုးရေးအတွက်အခက်အခဲတွေဖြစ်လာနေတဲ့အပြင်မှုရစေဝါရောင်းဝယ်ဖောက်ကားမှုနဲ့အကြမ်းဖက်လုပ်ငန်းတွေမှာပါရိုဟင်ဂျာတွေကပါဝင်ပတ်သက်နေတယ်လို့လဲဟာဆန်မာမုတ်ကပြောထားပါတယ်လက်ရှိမှာလည်းအဲ့ဒီအကြမ်းဖက်အစွန်းရောက်အုပ်စုတွေကရိုဟင်ဂျာစခန်းတွေမှာလူသစ်စုဆောင်းနေပြီးအကြမ်းဖက်ဖို့ကွန်ရက်တွေပြန်ပွားလာမှုဟာနိုင်ငံအတွင်းမှာနေမကတော့ပဲအင်းကြီးနိုင်ငံတွင်မှာပါပြဿနာဖြစ်လာနေပြီလို့လဲပြောထားပါသေးတယ် လက်ရှိမှာတော့ရိုဟင်ဂျာတွေမြန်မာနိုင်ငံကိုပြန်ပို့ဖို့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကစစ်ကောင်စီရဲ့နိုင်ငံသားရေးဝင်ကြီးကိုပြောထားသလိုရိုဟင်ဂျာတွေကိုပြန်ခေါ်ဖို့အတွက်ကိုလည်းမြန်မာကိုဖိအားပေးဖို့တခြားနိုင်ငံတွေနဲ့လည်းဆွေးနွေးမှုတွေရှိနေပြီးမြန်မာနိုင်ငံကတော့သူတို့ပေးထားတဲ့ဂတိအတိုင်း9နှစ်အတွင်းအဲ့ဒီရိုဟင်ဂျာတွေကိုပြန်ခေါ်မယ်လို့ပြောနေပြီမြင်ပြန်လဲခေါ်ယူမှုမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝင်ကြီးဟာဆန်မမုတ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ စကိုင်းတိုင်းဖောင်းပြင်းမြို့နယ်ကပကံတောင်ဂျေးအော်မှာရှိတဲ့အကြက်ဖက်စစ်တပ်စခန်းကိုတော်လန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းစေကောင်စီဘက်ကစက်တပ်ဦးကတော့အသီးသီးသေးုံကြတဲ့အပြင်လက်နက်ခဲယမ်းတွေပါတင်စီရရှိခဲ့ပြီးပြည်ရဲ့ရဲဘော်တအုပ်လည်းမြင့်မြတ်စွာအသက်ပေးလူတော်ရတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသကနေတရားဝင်ထုတ်ပြန်ထားပါတယ်မေလ၃ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ။ဖောင်မြေမြို့နယ်ကပကံတောင်ခြေရွာမှာအကျန်းဖက်စစ်ကောင်စီရဲ့ခမရ360368နဲ့ပြူစောထီတွေပူပေါင်းပြီးတက်ဆွဲထားရစခန်းကိုဒေါ်လာရေးပူပေါင်းတက်တွေကထိုးစစ်ဆင်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်စစ်ကောင်စီဘက်ကစက်တအူးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မသားအလောင်းတွေပါရထားပြီးလက်နက်ခဲယံတချို့ကိုလည်းတင်းစီရရှိထားသလိုတိုက်ပွဲတွင်ဒေါ်လာရေးရဲဘော်တအူးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်တေတပ်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။ တဖက်မှာလေစကိုင်းတိုင်းကရေဦးမြို့အတ္တကတိကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းကြီးတပ်တွေက drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းကျောင်းထဲမှာစစ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်၈ဦးလွတ်မြောက်လာခဲ့တယ်လို့ရေဘိုခိုင်တရင်၁၄ရေဦး PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မေလ၁၄ရက်နေ့မနက်ပိုင်းမှာပဲရေဦးမြို့အတ္တကတိကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလူငယ်အယောက်၃၀လောက်ကိုစစ်မှုထမ်းဖို့အတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးထားတာကို တဒင်းအတိအကျရခဲ့တယ်ဆိုပါလေအဲ့ဒီနောက်တော်လန်ကြီးတက်တွေကအဲ့ဒီရေဦးအတကတ1ဂျောင်းနဲ့ကိုဒရုန်းနဲ့ပုံသီးနှလုံးကျဲချလိုက်ရမှာအကြံပစကောင်စီတပ်သားတွေဖျို့ဖျဲဖြစ်သွားတဲ့အချိန်အဲ့ဒီမှာပေါ်တာဆွဲဖန်းစီခံထားရတဲ့သူတွေတဲကလူငယ်၈ဦးကတော့လွတ်မြောက်လာခဲ့တယ်လို့ရေဘိုခန်တရင်၁၄ရေဦး PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုထွက်ပြေးလွတ်မြောက်လာတဲ့ပြည်သူ၈ဦးကိုတော်လိုင်းရဲ့တက်တွေကကုညီဆောင်ရွက်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါ မွန်ပြည်နယ်ဘက်မှာတော့ရေမြို့နယ်ကစုံနသားဂျေးရွာအနီးမှာရှိတဲ့အမှတ်၈လမ်းမှာရေဘလူးအဖွဲ့ကစစ်ဆေးရေးတွေလှုပ်ဆောင်ခဲ့ပြီးမယ်အနီးနားမှာရှိတဲ့စစ်ကောင်စီတပ်ကအပြင်ကိုထွက်မလာရဲကြဘူးလို့ရေဘလူးအဖွဲ့ကောင်းဆောင်ကရန်ကုန်ခစ်တစ်ကိုပြောပါတယ်ဒီကနေ့မေလ၁၄ရက်နေ့မှာပဲရေဘလူးအဖွဲ့သားတွေဟာစစ်ကောင်စီရဲ့တရင်၃ခုအလဲမှာရှိတဲ့ရေမြို့နယ်ကစုံနသားဂျေးရွာနီးအမှတ်၈လမ်းမှာကြီးပေါ်မှာလုံခြုံရေးအတွက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုရေဘလူးအဖွဲ့သားတွေစစ်ဆေးမှုပြုလုပ်နေတဲ့အချိန် အနီးနားမှာကတ်နေတဲ့စစ်ကောင်စီတပ်တွေကအပြင်ကိုထွက်မလာရဲကြဘူးလို့ရေဘလူးအဖွဲ့ကောင်းဆောင်ကပြောထားပါတယ်အဲ့ဒီနော်ရေဘလူးအဖွဲ့အနေနဲ့လမ်းသွားတဲ့ပြည်သူတွေကိုရင်းရင်းနှီးနှီးမိတ်ဆက်တာတွေကားတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါမပါစစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ရွာငံမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာတစ်ခုကိုဓနုမျိုးသားကာကွယ်ရေးတပ်ကလျှက်စစ်မိစတင်ပေးနေပြီဖြစ်တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ရဲ့တာဝန်ခံကိုကြားပြန်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီလိုရှမ်းပြည်နယ်တောင်ပိုင်းကရွာငံမြို့နယ်တွင်းမှာလျှက်စစ်မီးမရရှိသေးတဲ့ခြေရွာတွေကိုလျှက်စစ်မီးပေးနိုင်မှုအတွက်စ조사ဆောင်ရွက်ခဲ့ရမှာတော့လက်ရှိမှာခြေရွာတရွာကိုအိမ်တိုင်းစိတ်ပေးနိုင်မှုအကောင်ထည့်ဖော်နိုင်ခဲ့ပြီးအဲ့ဒီခြေရွာကနေအိမ်တွေအလုံးရွာလုံးကျွတ်လျှက်စစ်မီးရရှိသွားပြီလို့ DSNDA ရဲ့တာဝန်ခံကိုကြားပြန်ကပြောထားပါတယ်။လက်ရှိဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်က ပြည်သူတွေအပေါ်မိဘတပွဲတံပိုးထားပြီးပြည်သူတွေလိုလားတောင်းတနေတဲ့ Federal Democracy အပြင်တစ်ဖက်မှာဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်းအလေးထားဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ DSNDA ရဲ့တာဝန်ခံကိုကြားပြန်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ